်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဆုံးဖျောင်းခင်ရဲ့ခြေကြွတော်ကိုချီးမွမ်းပါတယ်ဂရိတော်ကိုခံရတော်သူဆိုတဲ့ကောင်းစဉ်နဲ့ဟေရှာယအခန်းကြီး47အငယ်9ကနေ7ကိုဆင်ခြင်သွမ်းခြင်းပါတယ် မြေကြီးအစွန်းအနာမငါလက်ဆွဲ၍ခေါ်တော်သူတင်းဒီငါကြွန်ဖြစ်ဤဟု၍၎င်းတင့်ကိုငါရွေးချယ်ပြီးတင့်ကိုမပြတ်မပင်ဟု၍၎င်းဂတိကိုခံရတော်သူမစိုးရိမ်နှင့်ငါသည်တင့်ဘက်မှရှိဤမကြောက်နှင့်တင်းဤဘုရားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုစောင့်မမည်ငါတစ္ဆာလက်ရလက်ဖြင့်ထောက်ပင်မည်တင်၌အမျက်ထွက်တော်သူတို့သည် ရှက်ကြောက်ခြင်းနှင့်ညံ့နာပြက်ခြင်းရှိကြလိမ့်မည်။တင်၌ရန်ပြုသောသူတို့သည်အဘယ်မှမဟုတ်တကဲ့သို့ဖြစ်၍ရှင်းရှင်းပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။တင်နှင့်ဆန့်ကျင်ဘဲပြုသောသူတို့ကိုတင်သည်ရှား၍မတွေးရ။တင်ကိုစစ်တိုက်သောသူတို့သည်အဘယ်မှမဟုတ်တကဲ့သို့၎င်းအနတ္တတသက်ကဲ့သို့၎င်းဖြစ်ကြလိမ့်မည်။ ဣတိလလူမျိုးတွေဟာဘုရားသခင်ရွေးကောက်ပြီးတော့ဂရိတော်တွေကိုခံရတဲ့သူဖြစ်တယ်။ဣတိလလူမျိုးတွေအားဖြင့်ကပ္ပပေါ်မှာရှိတဲ့တိုင်းနိုင်ငံတိုင်းစစ်မှန်ပြီးတော့အသက်ရှင်တဲ့ဘုရားကိုယုံကြည်ကိုးစားတိကျွမ်းလာဖို့သူတို့ကိုရွေးကောက်ခဲ့ခြင်းပဲဖြစ်တယ်။ဣတိလလူမျိုးတွေလိုပဲဘုရားသခင်ရဲ့ဂရိတော်ကိုခံရဖို့အတွက်သခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းရဖို့ ကိုတော်ပြင်ဆင်ပေးနေတာကိုယုံကြည်လက်ခံတဲ့သူတွေကိုလည်းဂရိတော်ကို ခံရတဲ့သူတွေဖြစ်စေပါလေ။အဲဒါကိုဘုရားသခင်ငါသခင်ယေရှုခရစ်တော်အားဖြင့်အကောင်အထည်ဖော်ခဲ့ပြီးပါပြီ။သို့တော်အခုသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာဘုရားသခင်ရဲ့ဂရိတော်တွေကိုခံရတဲ့သူတွေပဲဖြစ်တယ်။အခုအချိန်မှာမတရားတဲ့အဖြစ်အပျက်အခြေအနေတွေကိုကြည့်ပြီးတော့တာမန်လူတယောက်အနေနဲ့စိုးရင်ကြောက်ရွံ့စရာ ခံစားနေရခြင်းလည်းဖြစ်တယ်။ဘေးအန္တရာယ်ရန်ဆွဲအမျိုးမျိုးကြောင့်အန္တရာကတ်ကမရေမရာမတိချပဲနဲ့ထိတ်လန့်စရာတွေတွေ့နေရတဲ့အချိန်လည်းဟုတ်တယ်။ဒီအချိန်မှာကျွန်တော်တို့အတွက်ဆွဲတိုင်ထားရမယ့်အရာကတော့ဘုရားသခင်ရဲ့ဂရုတော်ပဲဖြစ်တယ်။အခုဆင်ကျင်တဲ့နှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်ရဲ့ဂရုတော်ကိုဆွဲတိုင်ထားဖို့ဖြစ်တယ်။ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ရဲ့သာသမီတွေဖြစ်ခွင့်ရပြီး ဂရိတော်အားဖြင့်ဒါဝရအသက်လည်းရပြီဒါဟာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်လက်ခံလိုက်တဲ့အချိန်ကစပြီးတော့ခံစားရတဲ့ဂရိတော်ပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တွေဟာအခုအချိန်ဘလို့အခြေအနေမျိုးနဲ့ပဲတွေ့ကြုံနေရပါစေ။နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုခွန်အားပေးနေတာကမဆိုးရင်ဘူးပဲဖြစ်တယ်။ကျွန်တော်တို့ဟာကျွန်တော်တို့ထက်အင်အားကြီးတဲ့ယန္တုကိုပြန်လဲတိုက်ခိုက်တွန်းလှန်နိုင်တဲ့အင်အားလူမှာ မရှိပေမဲ့ကျွန်တော်နဲ့အတူဘုရားသခင်ပြောနေတာကငါဒီတင့်ပတ်မှာ ရှိတယ်မချောင်းနဲ့လို့ဆိုနေပါတယ်ကျွန်တော်ရန်သူထက်ကျွန်တော်ရဲ့အင်အားကအရန်နှင်းနေငယ်နေပေမဲ့လည်းဘုရားသခင်က ကျွန်တော်ဘက်မှာရှိတယ်ကျွန်တော်နဲ့အတူရှိနေတဲ့ဘုရားသခင်ကကျွန်တော်ရင်ဆိုင်နေရတဲ့ရန်သူထက်အင်အားများစွာကြီးတယ်ဆိုတာကို နားလည်ရမှာဖြစ်တယ် ကဘာစัจ java လာမှာရှိတဲ့ကျွန်တော်တို့ကိုရံပြုလိုတဲ့ရံပြုနေတဲ့အင်အားအားလုံးပေါင်းထက်ကျွန်တော်တို့နဲ့အတူရှိနေတဲ့ဘုရားသခင်ရဲ့အင်အားကအများကြီးသာလွန်တာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ရဲ့ဂရုတော်ကိုဆွဲတိုင် ပြီးတော့ဘာကူမှကြောက်စရာ မလိုပါဘူး။ဘုရားသခင်ကကျွန်တော်တို့ကိုခိုင်ခန့်စေမှဖြစ်တဲ့အတွက်စိတ်တက်တွေအခုအချိန်မှရိုင်းနေနေစရာမလိုပါဘူး။ ဒီထဲမှာကျွန်တော်တို့အတွက်ဘုရားသခင်ရဲ့ဂတိတော်တွေဟာအများကြီးရှိနေတယ်။နောက်စောင့်မနေတဲ့ဘုရားသခင် ထောက်မနေတဲ့ဘုရားသခင်လည်းဖြစ်တယ်။ကျွန်တော်နဲ့ဆန့်ကျင်ဘက်မှာရှိနေတဲ့ယန္တူတွေနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကဂတိပေးထားတာကလည်းကျွန်တော်အပေါ်အမျက်ထွက်တဲ့သူတွေဟာရှက်ကြောက်ခြင်းနဲ့မျက်နာပြက်ခြင်းကို ခံစားရမယ်လို့ဘုရားသခင်ကကျွန်တော်ကိုဂတိပေးထားတယ်။ယန္တူဟာကျွန်တော်အပေါ်မှာပြုသမျှဘာမှမဟုတ်တယ်လို့ဖြစ်နေမှာပဲဖြစ်တယ်။ နောက်ဆုံးသူတို့ဟာရှင်းရှင်းပျက်စီးခြင်းကို ရောက်မဲ့အကြောင်းနှုတ်ကပတ်တော်ကပြောထားတယ်။နောက်ပိုင်းကျွန်တော်တို့ကိုဆန့်ကျင်ဘက်ပြုတဲ့သူတွေကိုရှာလို့တောင်မတွေ့နိုင်တဲ့အကြောင်းပြောထားတယ်။ကျွန်တော်တို့ကိုစစ်တိုက်တဲ့သူတွေဟာဘာမှမဟုတ်တယ်လို့အနတ္တတက်တယ်ပဲဖြစ်မယ်ဆိုတာဘုရားသခင်က သူ့သားသမီးတွေဖြစ်တဲ့ကျွန်တော်တို့ကိုဒီနှုတ်ကပတ်တော်အားဖြင့်ဂတိပေးထားပါတယ်။အနတ္တတက်တယ်ဆိုတာက ဘာမှမရှိတာကို ပြောနေတာပဲဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ယန္တူဆိုတာကအနတ္တတသက်ပဲဖြစ်တယ်။ကျွန်တော်တို့နဲ့အတူရှိနေတဲ့ဘုရားသခင်ဟာကျွန်တော်တို့နဲ့အတူရှိနေတယ်လို့တရားမြတ်တမှုကိုလူလာတဲ့သူတွေနဲ့လည်းအတူရှိဖို့ဆုတောင်းပေးပါလေ။ဘုရားသခင်ကိုမသိတဲ့သူတွေသခင်ယေရှုခရစ်တော်အပြင်ဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့အပြစ်ခွင့်ခြင်းကို နားလေခံစားနိုင်ဖို့လေဆုတောင်းပေးပါလေ။ မြန်မာပြည်သူပြည်သားတွေစစ်မှန်ပြီးတော့အသက်ရှင်တဲ့ဘုရားကိုသိလာခြင်းနဲ့အတူဘုရားသခင်ရဲ့ဂရုတော်ကို ခံရဖို့ဆုတောင်းပါလေ။ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့ဂရုတော်တွေကိုခံရတဲ့သူတွေဖြစ်နိုင်ပါစေ။တရားမြတ်တမှုဘက်မှာယက်တည်နေတဲ့မြန်မာပြည်သူပြည်သားအလုံးလေးဘုရားသခင်ရဲ့ဂရုတော်တွေခံစားရပါစေ။အာမင်။ ပြီးခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော်အပ်ပါသည်